ိုတော့အားလုံးပဲရုံးတက်ရတော့မယ်ကြောင်းတက်ရတော့မယ်ဆိုတော့ပြောနေမှာပေါ့နော်ဆရာပါရှင်ဒီနေ့ညမှာတော့ဆရာတာတဲ့ကောင်းဝမျက်နှာဖုံးဆိုတဲ့တရေဝိတုဇလန်းလေးကိုအစအဆုံးဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ဇလန်းလေးကိုစားလိုက်ကြရအောင်နော်ဒါဒီတို့အညာရွာတွေမှာနေဦးပေါက်တာနဲ့မိခင်ဆောင်ကြရတာဗျအရှိပိုင်းခင်အနောက်ပိုင်းခင် တောင်ပိုင်းကင်မြောက်ပိုင်းကင်ဗဟုကင်းဆိုပြီးတော့ကင်းတဲ့တွေစောက်ထားကြရတယ်။အပိုင်းကင်းတဲ့တွေမှာတော့တကင်းနှစ်ယောက်ပဲချရဲဗျ။ဗဟုကင်းကြီးမှာတော့လူကြီးပိုင်းနေထိုင်နေ။တ냐၄ယောက်စောက်ရတယ်။အသက်60ကျော်ရင်တော့ကင်းလွတ်တယ်ဗျ။ကင်းမစောက်ရတော့ဘူး။ဒီစနစ်လေးကတော့ဒါတီတို့ရွာရဲ့ကင်းတွဲတဲ့စနစ်ပေါ့ဗျ။တခြားရွာတွေမှာလည်းသူတည်းတည်းနဲ့သူရှိကြမှာပေါ့။ နွေရသည်ဆိုရင်တော့ကင်းတဲတွေမှာနှစ်ယောက်ဆောင်နေဆိုပေမဲ့အဲ့လိုပူလို့အိမ်မရတဲ့သူတွေလည်းကင်းတဲမှာသွားထိုင်ပြီးစကားပြောကြဆိုကြနဲ့ကင်းတဲလေးတွေဟာကျုပ်တို့အညာသားတွေရဲ့ဘဟုတုတရှာမိတဲ့စုရက်ကလေးတစ်ခုပဲဗျ။ရင်နွေးအိုးကြိုတဲ့လူကကြိုရတယ်မီးဖို့တော့တည်တည်ချာချာသွပြားခွေထိုးပြီးတော့ကြိုရတာဗျ။ပြီးရင်မီးကျွေးမကြံအောင်နှိမ့်ကြရတယ်။တချို့ရွာတွေမှာမီးခင်းကစားတောင်နဲ့တာတကားတွေနဲ့ရှီဘူးတာကိုဗျ။အညာဒေသရဲ့အကြီးမားဆုံးရန်သူကတော့မီးပဲပြု လူခိုးရင်ကြံနိုင်သေးပေမဲ့မီးခိုးရင်တော့တက်တက်ကိုပြောင်းတာခမည်းတော်သိတဲ့အတိုင်းကျုပ်တို့အညာမှာကရေမမရှိတာမီးလောင်ရင်တဲနဲ့ပတ်အိမ်ဖြတ်ချရတာဗျဒီကြားတဲ့လေးပင့်လို့ကတော့ကြောကော်ပြီးပြေးဖို့သာပြင်ထားပြီးတော့ဒါပေမဲ့လောင်တော့လောင်ခဲ့ပါတယ်ကြောက်တော့လည်းဂယူးဆိုင်ကြတာပေါ့ဗျာအရေးကြီးတာကတော့တတိပဲဗျတတိရှိနေသမျှမီးဖေးကတော့မရှိနိုင်ပါဘူးဗျာကိုကြီးတာဒီညချရင်ကင်းတဲ့ဘက်က ကင်းတဲ့ဘက်ကိုလမ်းလေးပါလေးရှောက်ခဲ့ပါအောင်ဗျစကားလေးပါလေးပြောရတာပေါ့ကြောက်ခဲဗျလဲမောင်းပြီးပြန်လာတာဘယ်ကပြန်လာမှန်းတော့ကျုံမသိဘူးဝိုင်းရှိကနေလှဲမောင်းရင်អော်ပြောသွားတာဗျအေးအေးလာခဲ့မဟေးကြောက်ခဲကျုပ်ကပြန်ပြောလိုက်တော့ဒီကောင်ကလဲဆက်မောင်းသွားတယ်ကြောက်ခဲဘယ်ကပြန်လာတာတော့လဲကြီးမောင်းလို့အမေကကျုပ်ကိုလှမ်းပြောတာဗျ မတိဘူးအမေကကျုပ်ထင်တော့ဒီကောင်သားအဖမျိုးတက်ပြီးတော့နှမ်းသွားရောက်တာထင်တယ်မျိုးပွဲရုံကဈေးနဲ့ဒီဈေးဝယ်ဈေးကလည်းအခုရမှနည်းနည်းกว่าနေတယ်ပြောကြတယ်ဟေးဟုတ်လားဟုတ်ချင်ဟုတ်မာတာတည်းရဲ့တို့ရောင်နှမ်းနေပဲဈေးဝယ်တယ်ပွဲစားငထုံးအောင်တော့မတိတ်ကြီးတယ်လို့ random ပြောကြတာဒီလိုမျိုးဈေးကိုခွာဝယ်အလေးတင်းအောင်မမှန်မကန်ချင်ယူလုပ်လို့ကတော့ဘယ်မှာရေရှိခံမှာတော့ငါတို့ရွာမျိုးနဲ့အလန်းဝေးတာမှမဟုတ်တာမျိုးတက်ပြီးရောင်းလိုက်မှာပေါ့ဟဲ့ အမေပြောတာဟုတ်တာပေါ့ပွဲစားကစိတ်ထက်မကောင်းရေရှည်လှုပ်ရှားလို့မရပါဘူးဗျာအေးလေအရင်တို့ရွာမှာပဲလာလာဝင်နေတဲ့စိန်သောဆိုတဲ့ကောင်ကဘယ်မှာလာလို့ရလို့တော့တော့လူတွေကသူ့ဆိုရင်ဘယ်သူမှမရောက်တော့ဘူးလေလာမင်းရင်တော့မှမရောက်သေးပါဘူးလို့ကြီးပြောလွတ်တာည7နာရီလောက်ရောက်တော့ရွာလေပိုင်းကင်းတဲ့ကိုကျုပ်ရောက်ခဲ့တယ်။ကျောက်ခဲရောတမဏီရောမြက်ပြူရောတိုးလာရောအောင်သိန်းရောဗျ။ဟာတာဒီလာကွာတငယ်ချင်းအောင်သိန်းကကျုပ်ကိုကင်းတဲ့ဝါနီလှမ်းခေါ်ရဲဗျ။ ဒီညဘာသူกินတော့ငါးနဲ့ဒေါ်လာလှဲ့လေကွာကျုပ်တို့ရွာကင်းနေတွေကအခြေနဲ့ရှိနေပြလေကားနဲ့တက်ရတာကိုကြီးဓာတီလားပြဒီဘက်ကိုအကျောက်ခဲကကျုပ်ကိုထိုင်မှုနေရာပေးတယ်ကျောက်ကဖျားခင်းထားတဲ့အပေါ်မှာဝင်ထိုင်လိုက်ပြီးတော့အင်းကြီးအိတ်ထောင်တွေကအနကားဆေးဘောလေးကလေးထုတ်ပြီးတော့မင်းကြီးလိုက်တယ်။ဆေးဘောလေးကလေးနှစ်ဖွာသုံးဖွာလောက်ဖွာယုံရှိသေးဗျာ။ဟေးဒီညဘသူလဲတော့ကွာ။ဟာဒါဦးချက်ကြီးပဲ။ကျောက်ခဲကပြောလိုက်တာဗျ။ဒါနဲ့တိုးလာပြောလိုက်တယ်။လီလီချက်ကြီးကျုံးနဲ့အောင်သိအတွဲဗျ။ အေးကျုပ်ကဘယ်သူတိုးလာလေတိုးလာအော်အေးအေးနုံနိုးကြကြစောင့်ကြနော်နှစ်ယောက်လုံးအိမ်မနေနဲ့တယောက်တည်းလဲစီစောင့်ကြလေးလေးချက်ကြီးတက်ခဲ့အောင်လေဗျာစကားလေးပါလေပြောရအောင်ဟေးအဲ့ဒါဘယ်သူတော့တားတီလာဟုတ်တယ်လေလေးလေးချက်ရတက်ခဲ့လေအေးပါတားတီရောက်နေတော့တက်ခဲ့ရမှာပေါ့တားတီရဲ့အတွေ့အကြုံတွေကိုနားမထောင်ရတာကြာပေါ့ပြောပြောဆိုဆိုနဲ့လေးလေးချက်ကြီးကကင်းနေပေါ့တက်လာရောဟာလေးလေးချက်ကြီးတို့ကတော့ဗျာလူမရောက်ခင်နဲ့အနံ့အကျိုးရောက်နေပြီ တိုးလာလေးလေးချက်ကြီးကိုနောက်လိုက်တာဗျဟဲ့ကောင်လေးဘာနဲ့တော့ဘာနဲ့ရမလို့ထရေနဲ့လေဗျာညနေကပြည်သိမ်းလာခေါ်လို့ထထောပါသွားတာဟိဟိုရောက်တော့နှစ်ယောက်သားစကားတပြောပြောနဲ့ချလိုက်ကြတာမိုးကိုချုပ်ရောဘယ်ကပြည်သိမ်းတော့လေအောင်သိကမေးလိုက်တာဗျဟုတ်တော့ဟုတ်တယ်ဗျကျုပ်တို့ထဏောင်းကုန်းမှာပြည်သိမ်းနဲ့ပြည်သိမ်းနှစ်သိမ်းရှိတယ်အဲဦးမြတင်သားပြည်သိမ်းနဲ့အနောက်ဘက်ကကိုပြည်သိမ်းလေ အနောက်ဝိုင်းကိုပြည်သိန်းကအကျွားတိတ်တန်တာဒါကြောင့်သူ့ကိုကျုပ်တို့ရွာသားတွေကလေကျွားပြည်သိန်းလို့ခေါ်တယ်ဟာဘယ်ပြည်သိန်းရှိအောင်မှာတော့ကတဆေကြိုက်တဲ့ကျော်သိန်းကြီးပြည်သိန်းလေအော်ကိုကြီးကျော်သိန်းကြီးကိုပြည်သိန်းကြီးလားကျုပ်ကဝင်ပြောတာဗျဒီတော့လီလေးချက်ကြီးကကျုပ်ဘက်ကိုလှည့်ပြောတယ်တတိမင်းကတော့ပြည်သိန်းကလှုပ်ချီးမွတ်လားကွာသူ့အကိုကျော်သိန်းတဆေကြိုက်ခံရတော့အနာကြီးဖြစ်တာဘာမှလုံးလို့မပြောက်ဘူးဆိုပဲအဲ့ဒါတတိလုံပြီးလို့ပျောက်သွားတာဗျာဆိုပြီးမကြမကြပြောတာကွာ သူ့ကိုကြော်သိမ့်ကြည့်ရတယ်သဘောကောင်းပါတယ်ကွာအေးသူ့အဖေဘိုးမရတွေကတော့လူရှင်တော်စကားနဲ့ပြောရရင်တော်တော်လေးဖင်ကောင်းစတာတာပေါ့ကျုပ်တို့ကျုပ်တို့နဲ့ကြောက်ခဲတို့တမီးတို့ကလေးလေးချက်ကြီးပြောတာကိုရည်ကြရဗျလေးလေးရလေဗျာဘိုးမရတွေဖင်ကောင်းစတာတာလေကောင်းရှိလို့နေမှာပေါ့ဗျာဟာကျုပ်ကဝင်းပြီးနောက်လိုက်တာဗျာကြောက်ခဲတို့အုပ်စုကရည်ကြပြန်ရောကင်းနေလေးကအခုမှအသက်ဝင်လာတာပေါ့ဗျာ ဟင်ကိုကြီးထန်တရားတော်တော်ရှိုးတာပဲဗျာကိုကျော်သိန်းတစီခိုက်ခံရတာတခါမှမပြောပြဘူးနော်တမနီကပြောတာဗျို့အင်မတန်စကားနဲ့တွေကောင်းပြောတာဗျဟုတ်ကွာတမနီရလေသူတို့တွေကလူချမ်းသာတွေကွာဒီအကြောင်းဘသူမှတီးတီးစီချင်တာမဟုတ်ဘူးငါကမပြောပဲအဲ့ဒါကြောင့်ထားတာပါကိုကြီးတာတရားသာအုပ်ထားတာသူညီကိုမိသိန်းကြီးရောလေးလေးချက်ချီကိုပြောလိုက်သေးတယ်ကြောက်ခဲရလေကျုပ်ကိုစာရနာထိုးတယ်ဗျာ ဟာကြောက်ခဲ့ရကိုဗီသိန်းပြောတာကိစ္စမရှိဘူးလေကွာငါပြောလို့ဒီသတင်းပွားသွားတယ်ဆိုရင်ဘယ်ကောင်းမှာတော့နို့နေပါအောင်လေးလေးချက်ကြီးရဲ့အဲ့ဒီကိုကြီးကြော်သိန်းရောနေလို့ထိုင်လို့ကောင်းရဲ့လားကျုံးနဲ့မဆုံတာကြပေါ့အမလီတတေးကောင်းလိုက်တာမှဝါဖီးနေတာကွာအေးပြောရအောင်မေကြော်သိန်းဟာအစာတော့ပိမိန်ယောင်ယောင်မဟုတ်လားတစီကြိုက်ခံရပြီးမှကိုဝါဖီးလာတာဟေးဟာတစီကအားစီထိုးပေးလိုက်တာလားမသိလားလေးလေးချက်ကြီးရဲ့ကြောက်ခဲလို့အုပ်စုကရည်ကြပြန်ရောပြော ကျုပ်ကမဖဲဝါပြောတာကတော့ကြောက်တလားချောင်းကအဲ့ဒီစီကတော်တော်သဘောကောင်းတာတဲ့ကိုကျော်သိန်းကစပြီးရမ်းမှုလို့ဟိုကကိုက်လိုက်တာဆိုပဲဟေးဟုတ်လားတတီကျော်သိန်းကတစီကိုဘာသွားလုံးလိုက်လို့တော့လေးလေးချက်ကြီးကမျက်လုံးကြီးပြုတ်ပြီးတော့ကျုပ်ကိုမေးတာပြုတ်ကျုပ်လည်းဘလို့မှရှောင်လို့မရတော့ပြောပြရတာပေါ့ဗျာဒီလိုမျိုးဘိုးမြတင်တို့အိမ်မှာလေမင်းကြီးနှစ်ကောင်ရှိရမို့လားအုံးခင်ရောင်ကြီးရဲ့အုံးခင်ရောင်တော့ပြကို sorry sorry အုံးခွန်ယောင်ကြီးရဲ့နာမည်အတိန်ညိုတဲ့ဗျကိုကျော်သိန်းကသူ့အဖေခိုင်းလို့တိန်ညိုကြီးစီးပြီးတော့ဂုံးတော်ဘက်မှာအကျွေးသွားတောင်းတာဗျအဲ့ဒီကြောက်တလားချောင်းကတစီရလဲလှုပ်မြင်းစီးချင်တာညနေဆောင်မှာကိုကျော်သိန်းကကြောက်တလားချောင်းကိုတိန်ညိုကြီးနဲ့ဖျက်ကိုတော့တစီရနေပြီးတော့မြင်းပေါ်ခုန်တက်ပြီးကိုကျော်သိန်းကြီးနောက်ကနေစီးတာတဲ့ဗျသူလက်ကြီးတော့တဆေရသူ့ကိုသွားအကျဲသားနဲ့ရည်ပြရတယ်တဆေရပစိုးတူတူနဲ့ဆိုပဲတကူလုံးတော့မဲနဲ့နေရတယ် အဲ့ဒီမှာကိုကျော်သိန်းကဒေါသဖြစ်သွားပြီးတော့ရုပ်ကိုကဆက်ပြီးပြီးနဲ့ဆိုပြီးတော့တဆေကိုတရောင်းနဲ့တွတ်ချတဲ့တဆေကပြုတ်မချပဲသူ့လက်မောင်းကိုကြိုက်လိုက်ရောတဲ့ဗျတဆေကြိုက်တဲ့နေရာအနာကြီးဖြစ်လာပြီးဟိုဆေးဒီဆေးရင်းနဲ့ခုမြို့ဝဆရာဝန်နေနဲ့ခုမလုံးလုံးလုံးလို့မရပဲနဲ့လက်ကြီးကရောင်ခိုင်းပြီးကြိုက်လို့အော်နေရတာတဲ့နောက်ဆုံးကျုပ်စီကိုရောက်လာရောမင်းကဘသူလာခေါ်တာတော့ဘိုးမရတင်လားဒိုလာကကျုပ်ကိုမေးတာဗျကျုပ်ကခေါင်းခါပြလိုက်ပြီးမဟုတ်ဘူးကွာဒိုလာရကိုကြီးပြည်တိန်လာခေါ်တာ อ๋อดีတော့မင်းဘာလုံးပေးလိုက်တော့အောင်တန်းကဝင်ပြောရောပြုဒီအเจ้าနေကိုဒီကောင်နေကခုမှသိကြတာလေငါကတော့ဘာမှလုံပေးတတ်မှာဘာလုံပေးတတ်မှာတော့အောင်တန်းရဲ့မဖဲဝါအောင်မေးကြည့်ရတာပေါ့မဖဲဝါကတစီကြိုက်တာပေါ်သေးသေးလို့ထင်းလို့လားကြာရင်လက်ပါပြည့်ဖြတ်ပြရလိမ့်မယ်ကြောက်တလားချောင်းကကြိုက်လိုက်တဲ့တစီစီကိုသွားပြီးကြော်သိန်းအစာနင်းတောင်းပန်ပေးလိုက်တာတည်းပြီးတော့တစီချင်းနဲ့အောင်ထမင်းနဲ့အမဲသားဟင်ချွေးလိုက်သူဆေးပေးလိုက်လိမ့်မယ်အဲ့ဒီဆေးကိုလင်းရင်ပြောင်းမယ်ဆိုလို့ကြုံအားလုံးလိုက်လုပေးရတာဗျာ ်ဒီတော့လေးလေးချက်ကြီးကကျုပ်ကိုမျက်လုံးကြီးပြူးကြီးနဲ့ပြန်မေးပြန်တော့ဗျနေပေါင်းဓာတီကမင်းရဲ့တဆေကိုဘယ်နေရာမှာခေါ်တွေ့ရအောင်ဟွန်းလေးလေးရတယ်ကျုပ်ကတဆေကိုခေါ်တွေ့လို့ဘယ်ရမလို့ဗျဘိုးမရရဲ့မြင်းကြီးတိတ်ညိုစီးသွားပြီကိုကြီးကြော်သိန်းလှုပ်သလိုကြောက်တလားချောင်းကိုမြင်းနဲ့ဖြတ်ကူးရတာဗျကိုကြီးကြော်သိန်းကူးတဲ့နေရာကိုမေးသွားပြီးတော့သူကူးတဲ့အချိန်မှာပဲသူကူးတဲ့နေရာကနေကူးရတာဗျအဲ့တော့တဆေကလိုက်လာရောလားလေးလေးချက်ကြီးကိုယ်တိုင်စိတ်ဝင်တစားမေးတာဗျ ်မြင်းပေါ်ခုန်တက်ပြီးတော့ကျုံနောက်ကနေစီးတော့တာပေါ့ဗျာကျုံလဲကြီးလိုက်တော့ပစိုးတူတူကြီးဝင့်လို့ဗျတကူလုံးကလည်းမဲနေပြီးတော့သွားအကျဲသားနဲ့ကျုပ်ကိုရီးပြတယ်အဲ့ဒီမှာရင်ကျုပ်ကသူ့ကိုကိုကျော်သိန်းအကြောင်းပြောပြပြီးကိုကျော်သိန်းကိုစားတောင်းပန်ရတော့တာပေါ့ဗျာပြီးတော့သူစားဖို့အမဲသားဟင်းနဲ့ထမင်းယူလာတဲ့အကြောင်းပြောပြီးတော့အနာလိမ့်ဖို့ဆေးတောင်းရတော့တာပေါ့ ။တစီကစေးသိမ့်မပေးချင်ဘူးဗျ။ကျုပ်ကမဖဲဝါလှုပ်လိုက်တာလို့ပြောတော့မှတစီကခေါင်းငိတ်ပြီးတော့စေးသွားယူပေးတယ်။သူတမင်းစားနေတော့ကျုပ်လည်းတင်ညူကြီးနဲ့ရွာရောက်လစ်ခဲရတာပေါ့လီလီယာ။နေပါအောင်ကွာတာတီးကတစီကဘာစေးများပေးလိုက်တော့။ကျောက်အိုးဘုတ်ကလေးတွေဗျ။အထဲမှာလှုပ်ကြည့်ရင်အေးသေးရှိတယ်။အဲရောက်တော့အဲ့ဒီကြောင့်ဥပုပ်လေးကြီးတွေကရေကိုခက်ရခဲစစ်ထုတ်ယူပြီးတော့ကြက်တောင်လေးနဲ့ကိုကြီးကျော်တဲ့အနာကိုလိမ့်ပြရတာဗျ။အဲဒီလိုနဲ့ညဘက်မှာ အဲ့ညဘက်မှာဒီလိုညဘက်မှာကျုပ်လိမ့်ပြီးခဲ့ရတာပေါ့ဗျာမနေ့ဆိုရင်ပဲကိုကြီးကျော်တဲ့ရကျုပ်အိမ်ရောက်လာတာသူ့လက်ကလုံးဝကောင်းသွားပြီရဲ့ဟာတဲဟုတ်ပါလားသူဆင်းနေသူတော့ဟုတ်သားလားဟာကျုပ်ပြောတာကိုအားလုံးကစိတ်ဝင်စားနေနားထောင်နေကြတာမျိုးလေယုံကတတရားဒီကျောက်အိုးပုတ်တွေကိုတဆေးကဘယ်မှာသွားယူတာတော့လီလီချက်ကြီးကကျုပ်ကိုမေးပြန်ရောဗျာကျောက်တလားကျောက်ဆက်ကတော့ရဲဝင်သွားတာပဲလီလီကဘယ်မှာသွားယူတယ်တော့ကျုပ်လည်းမသိဘူးကျောက်ကငကားစေးဘောလေးကလေးကိုမင်းညီပြီးဖွာလိုက်တယ် အိတ်ထောင်ထဲမှာပါလာတဲ့တလေးကိုလေးလေးချက်ကြီးကိုပေးလိုက်တယ်။လေးလေးချက်ကြီးကလည်းဆေးလိတ်ကလေးဖွာရင်းနဲ့တွေးနေတယ်။ကျန်တဲ့ကောင်ကြီးလည်းငြိမ်ပြီးတွေးနေပုံပဲဗျ။အော်ကြော်သိန်းကြော်သိန်းတဆေကိုတထောင်နဲ့မြင်းပေါ်ကတွတ်ချဆိုပဲ။တော်သေးတာပေါ့တဆေကကိုက်ယုံကိုက်သွားလို့ခုတ်တာချိုးပစ်ခဲ့ရင်တော့မလွယ်ဘူးဟဲ့။ဟာဟဲ့ဘာတော့ဟဲ့။ဟမ်တန်ကြောက်ခောက်တဲ့အသက်မှာလား။လေးလေးချက်ကြီးကအလန်တကြားပြောလိုက်တာဗျမိမများလောင်သလားဒါဘယ်ကိကခောက်တာတော့တောင်ပိုင်းကိကခောက်တာလေးလေး တူလာပြောလိုက်တယ်ဟဲ့ကြည်စားဟေးမိခိုးတွေမိအောင်နေမြင်လားဘာမှတော့မမြင်ဝင်လေးလေးရဲ့ဟောအရှိပိုင်းအနောက်ပိုင်းမြောက်ပိုင်းနေရာမှာတန်ချောင်းတွေခောက်ကုန်ပြီဟေးမင်းတို့လည်းခောက်တော့လीကျုံကတူလာကိုတန်ချောင်းခောက်ခိုင်းတယ်တူလာကလည်းတန်ချောင်းခောက်တယ်တရွာလုံးတန်ချောင်းခောက်တဲ့နေညံကုန်တာပေါ့လူတွေလည်းလမ်းပေါ်ထွက်လာကြတယ်ဟေးဘာဖြစ်တာတော့မိလောင်လားမတည်ဘူးဘာတွေးရတောင်မဲရဆောက်ခောက်တာမိခိုးတွေဘာတွေတော့မတွေးဘူးဗျာ ကျောက်ခဲရဲ့တမဏိရဲ့မြက်ပြူးရဲ့ကတော့ကင်းနေဘဝနဲ့ဆင်းပြေးပြီးတော့တောင်ပိုင်းကိုပြေးကြလေလူတွေလည်းတောင်ပိုင်းကိုသွားကြတယ်လေးလေးချက်ကြီးနဲ့ကျုပ်လည်းသွားရတော့တာပေါ့ဗျာကျုပ်တို့ရောက်တော့တောင်ပိုင်းကမှလူတော်တော်တော်များနေပြီဗျာဟေးဘာဖြစ်ကြတာတော့ဆယ်အိမ်ကောင်ကိုတန်ကကိုကန်တာကအော်ကျဲအော်ကျဲနဲ့မေးနေတာဗျာအယူမှာဗျာသပင်ဖားရကြီးချလို့ကိုတုံးလုံးကြီးနဲ့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ပြီးတော့ရက်နေတာတဟီးဟီးနဲ့ရည်တန်ကြလို့အောင်ဘူးနဲ့ငတိုးကဓမီထိုးကြည့်ကြတာ ဟေးဒီညဒီကင်းမှကြာတာအောင်မှုနဲ့ငတိုးလားကိုကန်သာခက်ချက်ချင်းမေးလိုက်တယ်။ "तू ဆယ်ရင်ကောင်းလေဗျာတာဝန်ရှိတာပေါ့။ဟုတ်တယ်ကိုကန်သာကျုံးနဲ့ငတိုးနဲ့ကြာတာ။အောင်မှုကကိုကန်သာကိုပြန်ပြောလိုက်တယ်။မင်းတို့ဓမီနဲ့တည်တည်ဆတ်ဆတ်ထိုးကြည့်လိုက်ရဲ့လား။ကြီးလိုက်တယ်ဗျာအယူမကိုလုံးကြီးကြီးနဲ့ဟာဒါဆိုရင်အနောက်ဘက်ကအကြီးမဲ့တဲ့ဓမီယူမထွေးကြည့်ဖြစ်မှာပေါ့။လေးလေးချက်ကြီးကဝင်ပြောလိုက်တယ်ဗျာ။ ဟာမဟုတ်ဘူးလေးလေးချက်ကြီးရဲ့မထွေးကြီးကဝဝကြီးပဲခုနကတွေ့လိုက်တဲ့အယူမှာကိုလုံးကိုပေါက်ကတော့တော်တော်လှတာဗျမျက်နှာတော့မမြင်အောင်လောကနှစ်ဖက်အုပ်ထားတယ်။ဇပင်ဖားရကြီးကဒူးကောင်းလောက်ကိုကြာနေတာဗျနေပေါင်းအောင်ဘူးရဲ့အဲ့ဒီယူမှာဘယ်ရောက်သွားတော့ကျောက်ကလည်းမနေနိုင်တော့ပဲနဲ့ဝင်မေးလိုက်တာဗျတာတီလာအေးငါတို့ကြည့်နေတော့ကွာတဖြည်းဖြည်းနဲ့ငါတို့စီကတ်လာတာဒါနဲ့ငါတို့ကတန်ချောင်းထားခောက်လိုက်တာဟိတန်ချောင်းခောက်တယ်လဲကြာရောနောက်လှည့်ပြီးပြေးတော့တာပဲဒါပေမဲ့သူပြေးတယ်ပေါ့တမျိုးပဲကွာ လှကနေလှကနေနဲ့ရွေ့သွားတာဟေးဘလို့ကအောင်ဘူးရဲ့ဘလို့ပြီးတာတော့တဏီယာကနေတဏီယာကိုလှကနေလှကနေရောက်သွားတာကွာခြေထောက်နဲ့ရောက်သွားသလိုမဟုတ်ဘူးဟာဒီနှကောင်တဲရဲ၆ခံရတာပါကွာစေငေါကိုကန်သာရီပြီးပြောလိုက်တယ်မြို့အေးဖြစ်နိုင်နေကွာလေးလေးချက်ကြီးရောတခြားသူတွေရောတယောက်တစ်ပေါက်နဲ့ဝိုင်းပြောလာကြပြန်တယ်။ကဲကဲတခြားကင်းနေလဲပြောလိုက်ကြကွာ။တဲရဲမှလာချောင်းရင်လေးကွာနဲ့သာပြစ်လို့တန်ချောင်းခောက်မနေနဲ့လို့ ။ဆေးကောင်းကိုကန်သားကလည်းအော်ကျဲအော်ကျဲပြောပြီးတော့ထွက်သွားတယ်။လူချင်းသွားတော့မှအောင်ဘူးနေငတ်တော်ကကြုံနားကိုကတ်ပြီးတော့ရောက်လာပြီးဟိတ်ကောင်းတာတည်းဒီလူကြီးကြီးပြောတာမဟုတ်ဘူးကွာ။ငါနဲ့ငတ်တော်တိတိကျကျမြင်လိုက်တယ်။လူမှလူအစ်စ်အေးခြေရီလက်တွေဆိုတာလည်းဖွေးစွန့်နေတာ။ပြီးတော့ငါမင်းကိုရှင်းရှင်းပြောမယ်ကွာ။စောစောကလူတွေများလို့ငါမပြောတာ။အယူမှငါတို့နားကိုကတ်လာပြီးတော့စကားပြောပြီးတော့စကားပြောသေးတယ်ကွာ။ဟုတ်လား။ तू ကဘာပြောတော့ကိုကိုရီ နမ်းမုံမှတ်မိသေးလားနမ်းမုံချစ်သေးရဲ့လားနမ်းမုံလှလားလို့ပြောပြီးတော့ကတ်လာတာကွာတာတီးရဟေးဟုတ်လားမင်းတို့နေရာတော့တိတိကျကျကြားတာပေါ့ဟာကြားပါရဲ့ဆိုမှတာတီးရငါတို့ကဝင်ပြောတယ်ဗျဒါဆိုရင်တရေဘယ်ဟုတ်တော့မှာတော့အောင်ဖို့ရအေးအဲ့ဒါကြောင့်ငါပြောနေတာကွာ ပြောတဲ့အတန်မှာချိုးပြီးကြီးလင်းနေတာ အေးပြီးတော့ပြောရအောင်မေဒီကောင်ကတော့တန်ချောင်းထောက်ောက်တော့အနောက်ဘက်ကိုလှည့်ပြီးတာကိုလုံးကတော့တော်တော်လှတယ်ကွာဘယ်ကအကြီးမဲတဲ့တမီဟုတ်ရမှာလေကိုလုံးလေးကလေဘဘူးထုထားတယ်ဘဘူးရုပ်လေးလိုပဲကွာအကြီးမဲတဲ့တမီအယူမကမထွေးစီကဝတ်တုတ်ကြီးဥစ္စာငါတို့ကမတိပဲနေမလားကွာဒါကိုလူကြီးကြီးကတရေချောက်တာပါဆိုပို့ပို့လေးပြောသွားတာကွာ อืมလူကြီးကတော့ဒီတိုင်းမှာပဲကွာသူတို့မှာဘဟုသူတာလည်းနေရှာကြတာကိုအောင်ဘူးရဲ့ဒါပေမဲ့မင်းပြောသလိုဆိုရင်တော့စောင့်ကြည့်ရမှာပဲကွာနေအောင်အောင်ဘူးရဲ့အဲ့ဒီယူမှာဘယ်ဘက်ကိုထွက်ပြေးသွားတာတော့ဟာဘယ်ဘက်ကိုမှမပြေးဘူးဟိုးမကြီးပင်တော့ကိုဝင်ပြီးတော့ပျောက်သွားတာပြန်ထွက်လာတော့မတွေ့ဘူးငါးနဲ့ငတိုးနဲ့အဲ့ဒီမကြီးပင်တော့ကိုသွားကြည့်ကြတယ်ဘာမှတော့မတွေ့ဘူးဒါတည်းကတုတ်ကအောင်ဘူးကိုခေါင်းညိပြပြီးတော့မေးလိုက်တယ်အဲ့ဒီယူမှာသူ့ကိုယ်သူနန်းမုံလို့ပြောတယ်ဟုတ်လားအောင်ဘူး အောင်မှုတွေမဟုတ်ဘူးကွာဝင်ပြောတယ်ကဲတငယ်ချင်းတို့ကြီးငါပြန်မယ်ဘာလဲဆိုတာသိအောင်တော့ခဏစောင့်ကြည့်ကြသေးတာပေါ့ကွာကျုပ်ကအောင်မှုနယ်ကတော့နှုတ်ဆက်လိုက်ပြီးအိမ်ကိုပြန်လာခဲ့တယ်ဒိုးလာနဲ့အောင်သိန်းတို့စီတော့မဝင်တော့ဘူးအောင်မှုနယ်ကတော့ပြောတာတော့တတော်ထူးဆန်းတာဗျမနေ့အိယာကနိုးတော့မနေ့ကကျန်တဲ့ဝသားဟင်းနဲ့အကျုပ်ထမင်းချက်ချလိုက်တယ်။ပြီးတော့ခုံနှန်းလေးမှာထိုင်ပြီးတော့ရေနွေးချက်တောက်နေလိုက်တယ်။ကိုးတာတိန်နိုးပြီလား။ကျုပ်ကဝိုင်းနဲ့လှမ်းကြည့်လိုက်တော့ကြောက်ခဲပြ ဟေးကောင်ကြောက်ခဲ့လာလေကြောက်ခဲကအိမ်ပေါ်တက်လာတယ်ဒီကောင်ကကြုံဝေးမှာညင်ငိမ်လေးထိုင်နေတယ်ကြောက်ခဲတော့တခုခုထူးတယ်ထင်တယ်ဟုတ်တယ်ဗျကိုကြီးတာတရားဒီမနေ့ရောက်မှရွာထဲမှာတရင်နေထွက်လာတာညာအရှိပိုင်းကင်းကိုရောအနောက်ပိုင်းကင်းကိုရောမြောက်ပိုင်းကင်းကိုရောအောင်ဘူးလို့ပြောတဲ့ယူးမှလာတယ်တဲ့ဗျဟေးဟုတ်လားဒါဆိုရင်ဒီယူးမှတညာလုံးရွာထဲလျှောက်သွားနေတာပေါ့ဟုတ်တယ်ဗျပြီးတော့သူတို့ပြောတဲ့နေရာမှာထူးဆန်းတာတခုပါတယ်ဟင်ဘာထူးဆန်းတာတော့ကြောက်ခဲရ အဲ့ဒီအယူမှာတစ်ပင်ဖြစ်ဖြစ်တိုင်ဖြစ်ဖြစ်ကွဲသွားရင်ပျောက်သွားရော်လေဗျ။ဟေးထူးဆန်းလာကြည်လားကွာကြောက်ခဲ့ရ။မင်းကအဲ့ဒီတိုင်မကြားခဲ့ရလား။ဟုတ်တယ်ကိုရီတာတီ။ကျုပ်တို့ဒီအကြောင်းကိုရွာထဲမှာဝိုင်းပြောနေကြတာဗျ။အင်းဒီညရွာလေပိုင်းကင်းရငါကင်းလေကွာကြောက်ခဲ့ရ။ညကြမှာငါတိတိချာချာစောင့်ကြည့်မယ်ကွာ။ဟာဒီညကိုရီတာတီကင်းလေဟုတ်လား။ဒါဆိုရင်ကျုပ်လာခဲ့မယ်ဗျာ။ကိုရီတာတီနဲ့တညလုံးစောင့်နေမယ်။ဟာကြောက်ခဲ့မင်းအိမ်ကလူကြီးစိတ်ပူမှာပေါ့ခဏတစ်ဖြုတ်ဝင်နေပြီးတော့ပြန်ကွာ ကိုကြီးတာတရားဘယ်သူနဲ့ကင်းတွေ့တော့ကိုအောင်တင်းနဲ့ငါနဲ့ကွာကိုအောင်သေးဆိုတာကကိုတွေ့မဖဲဝါစာအောင်မှာပါတယ်ဖဲသမားကိုအောင်ချင်းရဲ့ညီလေးဗျာအာရပါတယ်ဗျာကျုပ်အိမ်ကိုအကျိုးကြောင့်ပြောပြလာခဲ့မယ်ကိုကြီးတာတင်းနဲ့ဆိုလို့ရှိရင်ကျုပ်အိမ်ကစိတ်ချပြီးသားပါဗျာကျောက်ခဲတော့တော့ပြောတဲ့အတိုင်းပဲပြုတ်ကျောက်ခင်းနဲ့ရောက်ပြီးတော့ခဏကြာတော့ရောက်လာတာပဲကိုအောင်တေကြီးလည်းရောက်လာတယ် ။ဒါဒီတို့ရွာထဲမှာအထူးဆန်းနေကြီးဖြစ်နေတော့တာပဲကွာ။ငါတရေကြောက်တည်းကွာ။မင်းနဲ့ကင်းတွဲမှုသာမင်းကိုအားကိုးပြီးလာရတာ။စိတ်ထဲကတော့ခတ်ကြောက်ကြောက်ပဲကွာ။ကိုအောင်တက်ကတရေကြောက်တယ်ဆိုတော့ဟုတ်တယ်ဗျ။ကင်းထဲရောက်ကလေးကကိုကိုလေးထိုင်နေတာလှုပ်တော့မလှုပ်ဘူး။မင်္ဂလာပါရှင် classic mobile အားလုံးမင်္ဂလာပါဆက်ပြီးတော့နောက်ပြေးကြပါအောင်နော်ကျုံးနဲ့ကြောက်ခဲရတော့ဓမီနဲ့ဟိုတို့ဒီတို့လုံနေကြတယ် ။သူကတော့ညိန်ပြီးတော့တံမုတ်တွေကိုမနာတဲ့ရွတ်နေတော့တာပဲဗျ။ဘ ਹੁ ကင်းကနာယီတန်တန်ချောင်းခောက်တယ်။ည7နာရီဗျ။ဘ ਹੁ ကင်းကနာယီခောက်လို့ရှိရင်ကျန်တဲ့ကင်းညာလည်းခောက်ရတယ်။ကြောက်ခဲကလည်းခောက်တယ်ဗျ။7ချက်။ဟောခဏနေတော့ရေတန်ကြားနေရတယ်။ကိုကြီးတာဒီရေတန်ကြားတယ်။အေးငါလည်းကြားတယ်ကြောက်ခဲ။ဓမီငါ့ကိုပေးစမ်း။တတိဓမီနဲ့ထိုးမလို့လားဖြစ်ပါမလားကွာဘာဖြစ်လို့တော့ကိုအောင်တဲ့ဟာမတော်တရားမျက်နှာကြီးတွေ့လို့လမ်းပြူနေပါဦးမယ်ကွာ ကိုအောင်တဲ့ကြောင့်မျက်စိမိတ်တာဖွင့်မကြည့်နဲ့ကျုပ်ကပြောပြောဆိုဆိုနဲ့အတန်ကြားတဲ့ဘက်ကိုဓမီနဲ့ထိုးကြည့်လိုက်တယ်ဟာကျုပ်ခဲပါစက်လန့်ပြီးထွက်သွားတာဗျကျုပ်တို့ကင်းတဲ့နဲ့ပေး20လောက်မှရက်နေတာအောင်မှုတို့ပြောတဲ့အတိုင်းပဲဗျသပင်းအရှိကြီးကပခုံးပေါ်ကနေကျနေတာဒူးကောင်းချော်ချော်လောက်ရောက်တယ်မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ထားတယ်အသားတွေကလည်းဖွေးပြီးတော့ဝင်းနေတာပဲဗျ။အောင်မှုပြောတာတော့အမှန်ပဲ။ကိုလုံးကိုပေါက်ကလည်းဘဘူးရုတ်တရုတ်လို့လှပနေတာဗျ။အကို နန်းမုံလေးအကိုအကိုနန်းမုံချစ်သေးရဲ့လားဟမ်ဟမ်ဆိုတာကကျုပ်ပါးစက်ကရောင်းပြီးထွက်သွားတာဗျအိုးဆိုတာကတော့ကြောက်ခဲပါးစက်ကထွက်တဲ့အတန်းပြောရင်းနဲ့သပင်ဖားရချတာတဲ့မိန်းမကမျက်လာမှာအုပ်ထားတဲ့လက်ဝါးတွေကိုဖဲလိုက်တယ်တော်တော်ချိုးတယ်မိန်းမပဲဗျဟေးကောင်လေးဘာဖြစ်နေကြတာတော့ကိုအောင်တစ်ကမျက်စိကြီးမှိတ်ပြီးတော့မေးနေတာဗျဟာကိုအောင်တစ်ကြီးကြီးဗျကြောက်စရာမဟုတ်ဘူးတော်တော်လှတဲ့မိန်းမပါဗျဟေးကြုံစကားကိုကြားတော့ကိုအောင်တစ်ကပိတ်ထားတဲ့မျက်လုံးလေးကိုဖွင့်ကြည့်လိုက်တယ် ဟာလှလိုက်တာကွာ တာဒီဒါလူတော့မဟုတ်ဘူးထင်တယ်။ဥစ္စာဆောင်နေပါလေဖြစ်မယ်ထင်တယ်ကွာတာဒီဟာ။ကဲကြောက်ခဲ့မင်းကိုအောင်တင်းနဲ့နေခဲ့ငါဆင်းပြီးတော့စကားပြောကြည့်အောင်မယ်။ဟာတာဒီမလုံးနဲ့မလုံးနဲ့ဘာမှသိတာမဟုတ်ဘူး။ကိုအောင်တိကကျုပ်ကိုတားတယ်ဗျ။မဘူးနဲ့ကိုအောင်တိကျုပ်လွယ်အိမ်ထဲမှာဆေးဝါးအဆုံပါတယ်။ကျုပ်ကဆေးလွယ်အိမ်ကိုဆက်လွယ်တိုင်းပြီးကင်းထဲပေါ်ကနေဆင်းလိုက်တယ်။ကြောက်ခဲ့ရတော့အကျိုးချောင်းကိုတီးပြီးသားလေဗျ။ကျုပ်ကသွားမယ်ဆိုရင်တော့တားလို့ရတဲ့သူမဟုတ်ဘူးဆိုတာကြောက်ခဲ့တည်တာပေါ့။ ။ဒါကြောင့်ဒီကောင်ကဘာမှမပြော။စပယ်ဖားရတဲ့မိမကိုတော့ဓမီနဲ့ထိုးထားတယ်။ကျုပ်ကသူ့ဘက်ကိုရှောက်လာတော့သူကပြုံးပြီးတော့ကြည့်နေတယ်။အကိုအကိုနမ်းမုတ်စီကိုလာပြီလား။ကျုပ်ကလည်းအလိုက်သိမော်ဗျာ။ခေါင်းညိတ်ပြလိုက်တယ်။ဖားရမကကျုပ်ကိုရှွန်းရှွန်းဆန်းဆန်းကြီးပြုံးကြည့်နေတာဗျ။ကျုပ်ကရှေ့ဆက်မတိုးဘဲနဲ့ရက်နေတယ်။ခမည်းဘသူရောနမ်းမုတ်လေးအကိုရဲ့သူ့ကိုကြည့်ရတာအယူးနဲ့လည်းမတူဘူးဗျ။စပင်းကလည်း သမီးအောက်ကလှစ်ခနဲပေါ်လာတဲ့သူ့ရဲ့အသားတွေကိုလက်နှစ်ဖက်နဲ့အုပ်ထားတယ်။ကျုပ်ကရှေ့ကိုဆက်တိုးသွားလိုက်တယ်။သူနဲ့ကျုပ်နဲ့ငါးပေလောက်အကွာကိုရောက်တော့သူ့နောက်ကိုဆက်ကနေဆုပ်သွားတယ်။ပြီးတော့မျက်နှာပြတ်သွားတယ်။ကျုပ်ကလည်းခြေဆုံးကောင်းဆုံးကြည့်နေတယ်။အကိုနေရှိဆက်မတိုးနဲ့ငါအယမ်းပူတယ်။ကျုပ်ကသူပြောတာကိုအံ့ဩသွားတယ်။ဒါနဲ့အเจ้าတိအောင်ဆိုပြီးတော့ရှေ့ကိုခြေတလန်းလှမ်းပြီးတော့တိုးဝင်လိုက်တယ်။ဟာပြေးပြီမျိုးပြေးပြီ ပျောက်သွားပြီကျုံးလက်ထဲကဓမီနဲ့ထိုးချလိုက်တယ်မတွေ့တော့ဘူးဗျထွာဆိုင်လောက်ပဲလုံးပတ်ရှိတယ်ဤဂရစ်ပင်ကို꿰လိုက်တာနဲ့ပျောက်သွားတာဗျကြောက်ခဲရလဲကင်းထဲပေါ်ကနေဓမီကိုမပြတ်ထိုးပေးထားတယ်အဲ့ဒီလင်းလင်းကြီးထဲမှာကိုပျောက်သွားတာကျုံးလက်ကင်းထဲပေါ်ပြန်တက်ခဲ့ပျောက်ဝသွားတာကွာဒါဒီကငါလည်းကြည်နေတာကိုအောင်တက်ကကျုပ်ကိုစီးပြောတယ်ကိုကြီးတာတယ်ဒါလူတော့မဟုတ်ဘူးဗျာ ကျောက်ခဲကလည်းသူ့အထင်ကိုပြောတယ်။ကျောက်ကတော့ဘာမှပြန်မပြောသေးဘဲနဲ့နှကားစေးဘောလိတ်တို့မင်းညိလိုက်တယ်။စေးလိတ်ကိုဖွားရင်စဉ်းစားတယ်။မင်းပြောသလိုပဲကျောက်ခဲကဒါလူတော့မဟုတ်တာသိကြတယ်။ဒါပေမဲ့ဒါဘာလဲဆိုတာငါလည်းမတွေးတတ်အောင်ဖြစ်နေတာကွာ။တတေကမင်းကလည်းလူမဟုတ်ရင်တစေဘောကွာ။တစေတော့မဟုတ်ဘူးကိုကြီးအောင်တဲ့။ဒါဆိုရင်ငါပြောသလိုဥစ္စာဆောင်ဖြစ်မယ်ထင်တယ်တတေက။အင်း ဟုတ်တော့ဟုတ်မှာမို့လေဒါပေမဲ့ထူးဆန်းတာကျုပ်အနားကပ်သွားတာကိုပူတယ်လို့ပြောတယ်ဗျကျုပ်ကအကြောင်းသိတာနဲ့အနားကိုဆက်သွိုးသွားတာ तू မခံနိုင်ဘူးဗျမျက်စိမျက်နှာပြက်ပြီးတော့ထွက်ပြေးသွားတယ်ဥစ္စာဆောင်လည်းမဟုတ်ဘူးဗျဘာကြောင့်လုံးกว่าတာတည်းอ่ะကိုအောင်တိကကျုပ်ပြောတာကိုအံ့ဩပြီးတော့ကျုပ်ကိုပြန်မေးတယ်ဗျဥစ္စာဆောင်နေရဒီလိုကိုလုံးနည်းမျိုးကိုဘယ်တော့မှမရှိဘူးဗျအင်မတန်လှပပြီးတော့နန်းဆန်တွေပုံစံမျိုးနဲ့နေကြတာသူတို့မှတိုက်ချုပ်တို့ဘာတို့အုပ်ချုပ်တဲ့သူတွေရှိတယ်ဗျ အခုလိုပုံစံမျိုးနဲ့အချိန်မဲ့အခါမဲ့ရှောက်သွားလို့မရဘူးဟုတ်လားဒါဆိုရင်ဘာဖြစ်နိုင်တော့ကျုံလဲအဲ့ဒါကိုစဉ်းစားနေတာဗျကျုပ်ကပြောရင်းနဲ့ငကားဆေးဝါးလေးကလေးဖွာနေလိုက်တယ်။မိုးလေးနဲ့အထီတော့နောက်ထပ်ဘာမှထပ်မဖြစ်တော့ဘူးဗျ။ညကတညာလုံးကိဆောင်ထားရတာဆိုတော့ကျုပ်လည်းနေကင်းဘက်ပြန်အိတ်လိုက်တယ်။မအိတ်ခင်စိတ်ထဲမှာတော့မဖဲဝါကိုတတိရလိုက်တာပေါ့ဗျာ။မဖဲဝါရဲ့ကိုယ်ခွဲရုပ်လေးကိုကိုင်ရင်းနဲ့ကျုပ်အိတ်ပြော်သွားတယ်ဗျ။လေးတော်ဝေါ်တိုက်နေတာဗျ။ ကျုံရှိမှာဆက်နေရသည်ပင်ဆက်နေရသည်အဝါပင်ကြီးကလေးတိုက်ထဲမှာငြိမ်လို့ဗျလေးပင်ဒီလောက်တိုက်နေလို့ဘေးကတစ်ပင်နေတဝေါ်ဝေါ်မြည်ပြီးတော့ရိမ့်ထိုးနေပေမဲ့ဆက်နေရသည်အပင်ကြီးကတော့တပင်လုံးကိုမလှုပ်ဖဲနဲ့အရွက်တရွက်ပန်းတစ်ဝင်းတော့မလှုပ်ဘူးဗျ ပန်းနေရလဲဝါထိန်နေအောင်ပွင့်နေလိုက်တာဗျဆက်နေရသည်အပင်အောက်မှာရက်နေရကကျုံနေရွှဲတူကောက်ပါလေဗျစပင်ရှည်လေးဖားရချလို့သူ့နှရွက်အပေါ်မှာဆက်နေရသည်ပန်းအဝါလေးတပွင့်ပန်းထားတယ်လေးတိုက်တာကျုံပစိုးရိအင်ကြီးပါတစ်ဖက်ဖက်လွင့်နေတာဒီကောက်မလေးဝှက်ထားတဲ့ထမိန်ဒီအင်ကြီးကတော့လေထဲမှာလှုပ်တော့မလှုပ်ဘူးဗျမဖဲဝါလေးဗျသူ့နှကိုရုပ်ကိုကျုံကြောက်မှာဆိုလို့အခုလိုပုံစံနဲ့ကျုပ်ကိုအိမ်မက်ပေးလိရှိရဲ့ဗျ ဒါဒီနေညာတွေ့တာကအယူလည်းမဟုတ်ဘူးတဆေလည်းမဟုတ်ဘူးဥစ္စာဆောင်လည်းမဟုတ်ဘူးအဲ့ဒါအယုတ်ဟဲ့ခဝုံမျက်နှာဖုံးအယုတ်လို့ခေါ်တယ်ခဝုံနှမျိုးရှိတယ်ခဝုံသားပိုက်ယုတ်နဲ့ခဝုံမျက်နှာဖုံးခဝုံမျက်နှာဖုံးနဲ့အယုတ်စားထုကြတဲ့ကညင်ညင်ညံ့ညံ့ရုတ်ရုတ်မမာခါတာတွေမန်တန်နေရွတ်ပြီးထုရတယ်အယုတ်အချောကင်တဲ့အထိအဲ့ဒီမန်တန်နေရွတ်ရတာအောက်လန်းအရှိအမကြီးတွေမှလုံနိုင်တာအယုတ်ပြီးရင် ။နဲ့ရဲညောင်ပင်အောင်မှာပခက်ကလေးလှုပ်ပြီးတော့ပန်းခွန်းနှမျိုးထည့်ရတယ်။ပြီးရင်အယုတ်ကိုပခက်ထဲမှာထည့်ပြီးတော့အေးရင်ကျူးပြီးအသက်သက်သွင်းခါရာနေမန်တန်နေရွတ်ရတယ်။အောင်ပြီးဆိုရင်တော့ပီးရဘတ်မှာပြိုင်ဆန်ရှားပဲဟဲ့တာတည်းရဲ့။အခုနင်တို့ရွာကိုရောက်နေတဲ့ခုံဝမကခုံဝမျက်နှာဖုံးမိမတယောက်ကိုလုံးကြီးနဲ့စောင်းကြောင်ထိုင်ပြီးတော့မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ထားတဲ့ပုံဟဲ့။ခုံဝသားပိုင်းဆိုတာကတော့ကလေးကိုပွင့်ထားတဲ့ကိုလုံးကြီးမိမပုံ ဟမ်ဒါဆိုရင်ကျုပ်ဘာလုပ်ရမှာလဲမဖဲ့ပါဟဲ့ဒါဒီနေမှာဆရာကြီးရေးပေးထားတဲ့စီးကြော်ဝင်ရှိတယ်လေအဲ့ဒါနဲ့ပြစ်ဖမ်းမော့အယုတ်ပြန်ဖြစ်သွားပြီဆိုတော့မှကဝေတက်ပြန့်အင်းချပြီးတော့ရွတ်တဲ့ကဝေတက်ပြန့်အင်းချရင်ရွတ်တဲ့ကာရာခုနှစ်ထပ်အုပ်ပြီးတော့ရွတ်ပြီးွားရင်အသက်နှုတ်လိုက်တော့အသက်နှုတ်ပြီးရင်ဘာလုပ်ရအောင်မှာတော့ဗျာအေးအဲ့ဒီအယုတ်ဟာတည်သွားတဲ့အောင်လန်းဆရာတယောက်ကြံရိတ်ခဲ့တဲ့အယုတ်ပဲအဲ့ဒီကောင်ကတည်သွားတော့သူ့ခဝင်မအောင်အသက်ပြန်မနှုတ်ခဲ့နိုင်ဘူးလေ နေကအသက်နှုတ်ပြီးအဲ့ဒီအယုတ်ကိုမီးရှို့ပစ်လိုက်တော့တာတီဟုတ်ကဲ့ကောင်းပါပြီမဖေဝါဟဲ့တာတီတာတီထားတော့လေညနေတော့စောင်းနေပြီဟဲ့အမေအတန်ကြတော့မှကျုံလန့်နိုးတာဗျကျုံလဲကြပြကြရထပြီးရေချိုးလိုက်တယ်ညစာကိုဆော့ဆော့ပဲစားထားလိုက်တယ်ညမိုးချုပ်တာနဲ့ကြောက်ခဲရောက်လာတယ်ဗျဟေ့ကောင်ကြောက်ခဲထမင်းစားပြီးပြီလားမစားရသေးရင်စားလေကွာစားပြီးပါပြီဗျဒီညတော့ကိုကြီးတာတိအလုံးလုံးတော့မယ်ဆိုတာတိလို့လာခဲ့တာဗျ ဟာဒီကောင် အန်နီရရှိလားပါလားမသိဘဲနဲ့လာရသလားကိုကြီးတာဒီကကြောက်ခဲကကိုကြီးတာဒီနဲ့တွဲလာတာကြာပါပြီဗျဒီကောင်ကကျုပ်လူကောင်ဆိုတာကျုပ်သိပြီသားဗျပြန်လှုပ်လို့လည်းပြန်မမဟုတ်ဘူးည10နာရီမှာကျုံနဲ့ကြောက်ခဲနဲ့ကျုပ်တို့ရွာလေကင်းကိုထွက်လာခဲ့တယ်ဒီကကင်းကြတာကတင်းမြင့်နဲ့မိုးဦးဆိုတဲ့ကောင်ဗျဒီကောင်နေရာလဲကျုံနဲ့ရွယ်တူတငယ်ချင်းနေပဲလေဗျတာဒီမင်းလာတာအားရှိလိုက်တာကွာဟောဒီကောင်တင်းမြင့်ကတရေကြောက်တတ်တယ်ကွာအမေမင်းကရောမကြောက်ဘူးလားမိုးဦးရာ ဟေးငါဒီကောင်းတဲ့နှစ်ဆလောက်ပိုးကြောက်တယ်ကွာမိုးကအားကြီးရည်စရာပြောတတ်တဲ့ကောင်ဗျဘာမှမကြောက်နဲ့မိုးဒီညအဲ့ဒီသပင်းရှင်မလာပါစေလို့ပဲငါဆူတောင်းနေတာကွာကျုပ်ကပြောလိုက်တော့တင်းမြန်ပြန်ပြောတယ်ဒါတရားငါတို့ကကြောက်ပါတယ်ဆိုတာမင်းကလာပါစေဆူတောင်းနေရသလားကွာတယောက်တစ်ပေါက်နဲ့စာရင်းနောင်ရင်းနဲ့ရေးကြမောကြနဲ့ဒီကောင်းလေးလည်းတိတ်မကြောက်ကြတော့ဘူးဗျတင်းမြန်ကဘဟုကင်းက ဆက်နှစ်နာရီခောက်တဲ့ကြတော့သူလဲတန်ချောင်းတွေထခောက်တယ်။ကျုပ်တို့တွေငငယ်ကစောကြကစားကြတာတွေပြန်ပြောပြီးတော့ရည်နေကြတာဗျ။ဟမ်ဘာဖြစ်တာလဲ။ဘာဖြစ်လို့ငါ့ကိုထားရတာတော့မိုးကတင်းမြင့်ကိုပြုတ်ပြုတ်ပြည့်ပြည့်နဲ့မေးတာလို့မေးရှိတာကောင်းကောင်းမှမရှိတာတဟိဟိနဲ့ဘလို့လို့ရှိနေရတော့ဟဲ့ကောင်တင်းမြင့်ငါမှမရှိတာဒီတော့မှကျုံနဲ့ကြောက်ခဲရသဘောပေါက်ပြီးတော့ရည်ရတော့တာပေါ့ဗျာဟေးကောင်နေအောက်မှာရောက်နေပြီတိတ်တိတ်နေဟေးရောက်နေပြီဟုတ်လားတာတီ ဘာဘာရောက်နေတာတော့တရဲမလားတူတူပြောကွာတရဲမမဟုတ်ဘူးမင်းတို့မယုံရင်ကြည်ကြကြောက်ခဲမီးတို့ပြလိုက်မယ်လမ်းမိမယ်လေးကွာဟာမကြည်ရဲပါဘူးကွာတော်တော်ကြာရှာကြီးတရာတော့ထုတ်ပြလိုက်မှာဒီနေရာတွေကအသက်ထွက်သွားလိမ့်မယ်ဟာဒီကောင်းนี่တကယ်လှလို့ကြည်ခိုင်းတာကွာကဲကဲကြည်ကြကြည်ကြဒီတော့မှဒီကောင်းနှစ်ကောင်းကထားကြည်တာဗျကြောက်ခဲက၅ရောက်ထိုးတက်မီလေးကိုထိုးထားတယ်လမ်းမိမယ်ယမင်းပြိုလေးကဤကရစ်ပင်အောင်မှာပြုံပြုံလေးရက်နေတယ်မျက်နာကိုတော့အုံမထားတော့ဘူးဗျကြောက်ခဲမီးကိုမပြတ်ထိုးတာငါသွားတော့မယ် ဟုတ်ကဲ့ကိုကြီးတာတီးသတိတော်ထားနော်ကျောက်ကလေကားနေဆင်းလာခဲ့တယ်အစင်သစ်ထုတ်ထားတဲ့ဆေးကြော်ခွင်းကိုအိမ်မှာကလေးကဂါရာယူပြီးနှိုးထားတာဗျဒီတခါတော့ကျောက်အနားရောက်ကတ်လို့မဖြစ်ဘူးပူတဲ့ဆိုပြီးထွက်ပြေးသွားအောင်မယ်အကိုနမ်းမုံစီလာတာလားကမုံမဟုတ်ခုမှကျောက်သတိထားမိရဲ့ဗျဒီစကားတစ်မျိုးပဲပြောတတ်တယ်ဒါဟာအယုတ်ကိုပူးကတ်နေတဲ့ဝိညာဉ်ကပြောတဲ့စကားဗျ ဒီဝိညာဉ်ကလည်းနမ်းမုံဆိုတာတခုကိုပဲတတိယပုံပဲဗျတခြားဘာကိုမှတိပုံမပေါ်ဘူးကျုပ်ကရှေ့ကိုတိုးနိုင်တယ်လို့တိုးသွားတယ်တတော်လေးနှီးသွားတော့ခေါဝမကနောက်ကိုခြေတလန်းဆုပ်လိုက်တယ်ကျုပ်သိပြီခေါဝမပြေးတော့မှာဗျပြေးဖို့ပြင်တာပြုကျုပ်လက်ထဲကစေးကြော်ခွင်းနဲ့ဖြတ်ခနဲလှမ်းပစ်လိုက်တယ်ဟာစွမ်းလိုက်တဲ့စေးကြော်ဝင်ပြကျိုးဖြူဖြူလေးကလေထဲမှာတန်းကနေပြန်သွားပြီခေါဝမကိုအလိုလျောက်ရစ်တော့တာပြတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ပြီးတော့နောက်ထပ်တစ်ပတ် နောက်ထပ်နောက်ထပ်ဟောကဝုံမဆောင်းကြောက်ထိုင်ချပြီးတော့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ထားလိုက်တယ်ဗျဟင်တောက်သွားပြီစောစောကကဝုံမဆောင်းကြောက်ထိုင်ချလိုက်တဲ့နေရာမှာအယုတ်ကလေးတရုပ်ဗျကျုပ်ချက်ချင်းကောက်ယူလိုက်တယ်ဈေးကြော်ကွင်းအထက်ထက်ရစ်ပတ်ထားတဲ့အယုတ်ကလေးဗျသပင်ဖားရနဲ့ဆောင်းကြောက်ထိုင်ပြီးတော့မျက်နှာကိုလဝါးနှစ်ဖက်နဲ့အုပ်ထားတဲ့ပုံကိုလုံးဒီပုံပဲဗျကျုပ်ကအယုတ်ကိုလက်ထဲမှာဆုပ်ပြီးတော့ကဝေတက်ဖြတ်အင်းချတဲ့အခါမှာရွရတဲ့ကားတော်ကျုပ်ကခွနခေါက်တိတိ ခဏအုပ်တီတီရွတ်လိုက်တယ်မဖဲဝါပြောတဲ့အတိုင်းပဲလေဗျာမင်္ဂလာပါရှင်ရောလေးဆက်ပြီးတော့နားထောင်ပေးကြပါအောင်နော်သွားပြီအတန်းထုတ်ဖြစ်လိုက်ပြီအောင်လန်းဆရာကြံခဲ့တဲ့ခုံဝုံမျက်နှာဖုံးရုပ်ကတော့တာမန်တက်သားရုပ်တရုပ်ဖြစ်သွားပြီပေါ့ဗျာကျုပ်ရဲ့စေးကြော်ဝင်ကိုဖျောက်ယူလိုက်တယ်ကင်းထဲပေါ်ရောက်တော့အယုတ်လေးကိုကြောက်ခဲလက်တွေထည့်ပေးလိုက်တယ်ဟမ်အယုတ်လေးပြကွိတာတည်းရဲ့ ဟုတ်တယ်กว่าจောက်ခဲအယူလေအယူမှလည်းမဟုတ်ဘူးတစိမှလည်းမဟုတ်ဘူးဥစ္စာဆောင်လည်းမဟုတ်ဘူးกว่าအယုတ်လေးတယောက်ကိုအင်မတန်ဆွဲတဲ့အောင်လန်းစရာတယောက်ကအသက်သွင်းပြီးအတုံးချတာကွာအဲ့ဒီအောင်လန်းစရာရုတ်တရက်တည်သွားတော့သူ့အယုတ်ကိုအသက်မနှုံနိုင်တော့ပဲဒီတိုင်းကြံ့သွားတာကြောက်ခဲရဲ့ဒါတွေကိုကြီးတတရားဘလို့သိရအောင်ဗျဟာမဖဲဝါပြောတာလေကွာအခုသူပြောတဲ့အတိုင်းငါလုပ်လိုက်တာပဲတင်းမြင့်နဲ့မိုးကလည်းခဝင်မြန်နှဖုံးယုတ်လေးကိုတလှည့်စီကင်ကြည့်နေကြတယ်ဗျာ မိုးမလင်းခင်ပဲကျုံနဲ့ကြောက်ခဲမီးမွေးပြီးတော့ခဝင်းမျက်နှာဖုံးရုပ်ကလေးကိုမီးချိုပြီးပြချပစ်လိုက်ကြတယ်။ကျုံအိမ်ပြန်ရောက်တော့ဆရာတော်ကျောင်းကတုံးမောင်းတော့ခောက်နေပြီပြို့။ဟုတ်ကဲ့ပါရှင်။ခဝင်းမျက်နှာဖုံးဆိုတဲ့ဇလန်လေးကတော့ပြီးသွားပါပြီ။အားလုံးပဲနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းဒေးစုအထူးပဲသိရှိပါရစေ။ဒါဆိုရင်တော့နှစ်ဖက်ညာ7နိုင်မှာအားလုံးပဲပြန်လဲဆုံတွေ့ကြပါမယ်ရှင်။ခုနိုင်ပါဘိုင်ဘိုင်။